အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါဗျာဒီနေ့မှာတော့စနေသားသမီးများအတွက်နိုဝင်ဘာလ17ရက်ပိုင်းမှာကံကြမ္မာကျိုးချောင်းစုကောင်းလေးတွေတလားသာဟောစတန်းလေးများပေးမှာဖြစ်ပါတယ်ဒါကြောင့်စနေသားသမီးတွေပါလို့ရှင်ကျွန်တော်ဗီဒီယိုလေးအစအဆုံးကြည့်ပေးပါနောက်ဆုံးမှာမိတ်ဆွေများအတွက်လည်းအထူးရည်ရည်လေးများကိုပေးထားပါတယ်ဗျာ ဲ့တော့စနေသားသမီးတွေအဲဘယ်ဘယ်မျိုးနဲ့ဘယ်နေရာဘယ်နေရာနဲ့ကြီးလဲဆိုတာလေးခွန်မှန်လေးမှာရေးပြပါအောင်မြတ်ကျွန်တော်တို့ရင်းနှီးမှုတွေရသွားအောင်လို့ပေါ့နော်ကျွန်တော်စနေသားသမီးများတို့ကျွန်တော်တေချာလေးတွက်ချက်ပြီးတော့ကျလာသာဟောစတန်နေမြတ်ပေးမှာဖြစ်ပါတယ်ကောင်းတာလေးများသလိုညံ့တာလေးတွေနိုင်ငယ်ရှိပါတယ်ကဲကောင်းတာလေးတွေဖြစ်စီခြင်းတို့မိတ်ဆွေများကောင်းတာလေးရင်မြတ်ကိုပေးပါဖြစ်ပါတယ်ဗျကောင်းတဲ့လေးရတော့အေကံမွန်းကြဖြစ်ပါစေပေါ့ဗျာနော်အဲ့တော့နည်းနည်းညံ့တဲ့လေးရတော့ဖတ်လို့ပါစေချောပါစေပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့စနေသားသမီးတွေ ဒီနဝင်ဘာလကာလပိုင်းအတွင်းမှာတကယ်ဝမ်းဝမ်းသာစရာကောင်းပါတယ်တကယ်ဝမ်းတကယ်ဝမ်းသာပါတယ်ကျွန်တော်မိတ်ဆွေများရဲ့ကံကခက်ခဲခက်ခဲသည်မြအဲ့တော့ကျွန်တော်တို့အတိုက်ခံနေများခဲ့တဲ့များဒီလအတွင်းမှာအလုံးကြုံလွန်သွားပြီးကောင်းတဲ့နှစ်ဖက်ကိုပြောင်းသွားပါပြီဗျာနော်အပြောင်းလဲကံအပြောင်းလဲလေးများစွာကြုံနေကာလပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးငွေကြေးပိုင်းနေစာပြောပေးမယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့အရန်ကိုကန်ကောင်းတဲ့ငွေတွေအရန်ဝင်မယ်မမျော်လင့်ထားတဲ့ငွေတွေရမယ်ဈေးရောင်းဝယ်လုပ်တဲ့မိတ်ဆွေမျိုးအရောင်းဝယ်တွေကောင်းမယ် ဆိုင်ဆိုင်သမားတွေဆိုင်ဆိုင်သမားတွေကော်မတီတွေတူလုံးတာတွေရောင်းဝယ်တွေကောင်းမယ်အဲ့တော့ကျွန်တော်တို့တွေဒီဝန်ထမ်းတို့လက်ကစားမိတ်ဆွေတွေအဲကျွန်တော်မိတ်ဆွေတွေဆိုလို့ရှိရင်တော့အဲကျွန်တော်တွေအလုတ်နေရာပြောင်းတာလေးယာရုတို့လာစာတူတာလေးကြုံမယ်အလုတ်အလုတ်အတွက်လည်းကံရန်ကောင်းသလိုငွေကြေးတွက်လည်းကံရန်ကောင်းနေပါလေအဲတခုလေးပဲပေါ့ဗျာကျွန်တော်တို့ကျွန်တော်တို့ကျွန်တော်ကြောင့်မဟုတ်ပဲနဲ့အိမ်ရမိသားစုကြောင့်တို့အမျိုးတွေကြောင့်လို့ပတ်စံနေတော့ကုန်တက်တယ်ဒါလေးတော့ကိုယ့်ကိုယ်သတိထားဆင်ခြင်ပေါ့နော်အဲ့တော့ကျွန်တော်တွေနေရာတွေက လိုက်ပြီးတော့အဲကျွန်တော်တို့တချို့နေရာလေးကကိုမပါလဲဖြစ်တယ်။ဒါကြောင့်တချို့နေရာလေးကကိုမပါလို့ရရင်မသွားပါနဲ့နော်။အဲ့တော့သွားမယ်ဆိုရင်ငွေငွေကုန်ကြေးကနေများတက်ပါတယ်။ဒါလေးလောက်ယူဆိုင်မယ်ပေါ့ဗျာနော်။ဟုတ်ပြီအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအလုတ်ကန်လည်းကောင်းတယ်အလုတ်များရှိတဲ့မိတ်ဆွေအလုတ်ရမယ်အလုတ်သစ်တွေလောက်ရမယ်အလုတ်သစ်တွေလောက်ရမယ်နောက်စီဝိုင်းအသစ်တွေကိုယ်မလုပ်ငန်းအသစ်တွေထူထောင်တာလေးလုတ်တာလေးတိုးချက်တာလေးလုတ်လို့ရတယ်အရန်ကောင်းတဲ့ကာလဖြစ်ပါတယ်အလုတ်နဲ့ပတ်သက်ပြီးခီးတိုလေးတွေသွားရမယ် အဲ့တော့အလုံးနေရာပြောင်းဌာနပြောင်းအဲအိမ်ပြောင်းတာတွေလည်းလုံးမစုံလည်းကောင်းတယ်နော်အာအလုပ်တွေပြောင်းခြင်းတို့ဗျာအာကျွန်တော်တွေအိမ်တွေပြောင်းခြင်းတို့ဆိုလို့ရှိရင်လည်းပြောင်းလို့ကောင်းတဲ့ကာလမျိုးဖြစ်နေပါတယ်ပြောင်းမှပြောင်းတဲ့နေရာမှာအဆင်ပြေပါလိမ့်မယ်ဗျာနော်ညောက်ဒီလအတွင်းမှာကျွန်တော်တို့ရဲ့ဘုံတက်တဲ့ကာလဖြစ်နေတယ်ဩဇာအာဏာလည်းကြီးမားလိမ့်မယ်ကျွန်တော်တို့ပြောလိုက်တယ်နဲ့ပြောတဲ့အရာတွေကဖြစ်သွားစေတယ်အမအဖွဲ့စည်းတစ်ခုကိုကျွန်တော်တို့ကသွားပြီးဥဆောင်လိုက်တယ်ကျွန်တော်တို့ဥဆောင်လိုက်လို့ရှိရင်အောင်မြင်တာများတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့အဖွဲ့စည်းတွေကိုသွားပြီးတော့မရှုပ်ပါနဲ့ အဖွဲ့စည်းတွေအသင်းဝဲတွေပရာဟိတရဲ့စပိဒီကာလအတွင်းမှာနည်းနည်းလေးရှောင်နေလာကောင်းမဲ့ကာလလို့ပြောလို့ရပါတယ်။ဘာဘာကြောင့်လဲဆိုတော့အဲ့အဖွဲ့စည်းတွေကကျွန်တော်တို့ပြန်ပြီးတော့အပုတ်ချတာမျိုးလေမကောင်းမြင်တာမျိုးလေဖြစ်ဖြစ်တက်လို့ပါနော်။အော်ကျွန်တော်ကျွန်တော်စေတနာဝေဒနာနေဖြစ်သွားတက်လို့ပါ။အဲပြီးလို့ရှိရင်အလုတ်ပြောင်းနေရာပြောင်းဌာနပြောင်းအဲ့တော့ယာလူလာစာတိုးတာတွေလည်းဂျုံလိမ့်မယ်။အလုတ်ဌာနပြောင်းတာတွေလည်းဂျုံလိမ့်မယ်။အိမ်ပြောင်းအလုတ်အပြောင်းရွှေ့တွေဂျုံလိမ့်မယ်။ကောင်းပါတယ်။ပြောင်းချင်လည်းရပါတယ်ပေါ့နော်။အမှုပညာနဲ့ပတ်သက်ပြီးတော့လုံနေတဲ့ညီငယ်တွေညီမငယ်တွေ အရန်ကိုအောင်မြင်တဲ့ကာလဖြစ်နေပါတယ်နာမည်ကြီးမယ်အဲနာမည်ကြီးမယ်ဂုဏ်သတင်းတွေကြော်ကြော်စောမယ်အဲ့တော့ကိုကိုကူညီမဲ့သူတွေထောက်ပံ့မဲ့သူတွေအများကြီးရရှိနေတယ်ဒါကြောင့်မလို့ကိုကပို့လို့အထက်ကိုရောက်သွားမှာဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့တွေ တောက်ကြသားသမီးတို့စနေသားသမီးတို့အဲတောက်ကြသားသမီးစနေသားသမီးတွေအဲကျွန်တော်တို့အတူတူစနေနံစနေနံချင်းချင်းအဲ့လိုလူလူကြကျွန်တော်တို့ထောက်မှန်ကောင်းတွေပေးမယ်ကျွန်တော်တို့ပြန်ပြီးကူညီပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေတောက်ကြလို့စနေနံကြတာပြည်တို့အဲ့လူတွေကကောင်းမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာအပြိုးကြီးလူပိုးကြီးလေးရှိရင်လည်းဝမ်းသာလိုက်ပါတော့အိမ်တော်ကြကင်းနေရှိပါတယ် ဲ့တော့မျိုးကြီးတွေမျိုးကြီးရှိနေအိမ်တော်ရက်ကင်းနေရှိတယ်လူငယ်တွေဆိုလို့ရှိရင်အချိန်မှစမ်းနေပွင့်မယ်စမ်းနေပွင့်မယ်ကိုယ်ကိုစိတ်ဝင်စားတဲ့ကောင်းလေးကောင်းမလေးများစွာပေါ်လာလိမ့်မယ်တခုတော့တကြမပုံတော့ကိုယ်ကစမ်းပွင့်ကံပွင့်နေတော့အဲ့တော့ကျွန်တော်တို့ဟိုလက်ရှိအခြေအနေမှာစကားပြရတာမျိုးလေးလဲကြုံတတ်တယ်။အောက်မှာကိုကောင်လေးကဟိုကောင်မလေးကတ်လာတာမျိုးကိုကောင်မလေးကကောင်လေးကတ်လာတာမျိုးအဲ့လိုမျိုးလေးတော့အများကြီးကြုံလိမ့်မယ်။ဒါတော့ကိုယ့်ကိုတစ္ဆာရှိရှိနုနုထုတ်တူတိုင်းနေမြင်မြင်လေးနဲ့သွားဖို့လို့လိုတာပေါ့နော်။ စံနေကံတွေအရင်ကိုကောင်းနေတဲ့ကာလမျိုးဖြစ်နေပါတယ်အဲ့တော့ကျွန်တော်တွေလူငယ်လူရွယ်တွေရောလူကြီးတွေရောအိမ်တော်ကြခင်နေရှိပါတယ်မင်္ဂလာကိစ္စလူကိစ္စတို့အမလီကြုံရမယ်အဲ့တော့ဒီလောက်တည်းမှာဝိဇာမမယ်စိတ်သာချဆိုတဲ့အတိုင်းပဲစနေသားသမီးတွေကဒီလောက်တည်းမှာပုံကုတ်ဒူးတွေကမှားစမှာဖြစ်ပါတယ် နတ်တရားတွေဝိဇ္ဇာတွေပုံကိုတွေကကျွန်တော်တို့ကိုညီပေးမဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မလို့အတိတ်ဘဝတုန်းကပြုတ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကခုလအခုမှဒီလမှလာပြီးအကျိုးပေးမှဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အတိတ်ဘဝတုန်းကပြုတ်ခဲ့တဲ့အရာလေးကကောင်းတဲ့အရာတွေအလုံးတွေမှလာပြီးအကျိုးပေးမှဖြစ်သလိုမကောင်းတဲ့အရာလေးလည်းဒီမှာလာပြီးအကျိုးပေးနေပါတယ်ဒါဒါကြောင့်မို့ကျွန်တော်ကောင်းတဲ့အရာတွေကိုဖုံးလွှမ်းမကောင်းတာလေးကိုဖုံးလွှမ်းသွားအောင်လို့နောက်ဆုံးမှကုသိုလ်ကြတဲ့အရာလေးမျှောက်ပေးမယ်နော်အဲ့တော့အိမ်တော်ကြခင်တို့အဲကျွန်တော်တို့မင်္ဂလာကိစ္စအလူကိစ္စတို့ အဲ့လိုမျိုးလေးကြုံမယ်ချစ်သူကြီးစားတွေလူငယ်တွေတွေ့ဇုံဇုံတွေလေးတွေဆိုစကားများအရင်ဖြစ်တာမျိုးတွေကြုံမှာပေါ့ဗျာအဲ့တော့ကျွန်တော်ကျွန်တော်တို့တွေအဲ့ကြောင့်လို့အရင်ကြီးစားဟောင်းပြန်ပေါ်လာတာလို့အရင် ES ကပြန်ပေါ်လာလားလို့အဲ့လိုမျိုးတွေတော့ကြုံလိမ့်မယ်အိမ်တော်ကြီးလည်းအဲ့တိုင်းပဲဟောကျွန်တော်သူ ES ကပြန်ပေါ်လာလားလို့အဲကျွန်တော်အရင်တော့အော်တောင်းတော့လေတောင်းတူတာလေးစိတ်မချလာလေးကြောင်းနည်းနည်းလို့စကားလေးတော့အခြေတင်လို့ရှိလိမ့်မယ်ဆိုရင်ကတော့ဘာမှမရှိပါဘူးပေါ့နော်အဲ့တော့ဒီနေ့မှကျွန်တော်တို့ကဆေးဆေးလူပေးမယ် ဒီလောက်တည်းမှာကျွန်တော်တို့ကစေးတက်လုံနေတယ်သူကကျမိုင်နေနဲ့ညံ့နေတာဆိုတော့စေးတက်လူတယ်စေးတက်လုံမယ်အဲ့တော့အိမ်ဖះမှာကိုလူချင်းတဲ့ဖះကိုစေးကိုလူလိုက်လူပြီးတော့တခြားရဟန်းတန်ကလည်းတိလိုက်ရှင်ဆရာကြီးဆရာလေးတွေသုံးမဟုတ်မရှိနွမ်းမသူတွေကိုစေးလူလိုက်ပါဘာစေးလဲမမင်းတဲ့ကြိုက်တဲ့စေးလူလို့ရတယ်ကိုနိုင်တဲ့လောက်ပေါ့လေကိုစီမှာရှိတဲ့ငွေငွေပေါက်ပေါ့မူတည်ပြီးတော့ကြိုက်တဲ့စေးကိုလူပါအဲ့တော့ဟိုကျွန်တော်မေးစွာဘိုင်ုံချစ်စေးလူလူဟာထုံးရှိပါတပူလူလူဘာပဲလူလူကိစ္စမရှိဘူးเนาะကျဲတဲ့လောက်လူလိုက်ပါ အဲ့တော့တချို့လဲတက်တဲ့လူကြတော့ကျွန်တော်စေးချင်းနေရှိရင်เนาะစေးချင်းနေလူလဲရတယ်ကိစ္စမရှိဘူးเนาะကျွန်တော်တို့ကဘလောက်ပဲလူလူလူဘွားအဓိကပဲပေါ့เนาะအဲ့တော့ကိုနိုင်နိုင်နိုင်တလောက်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့ရေစေးနဲ့စေးနဲ့ပတ်သက်ပြီးတော့ဖះောက်ကတ်မယ်ဖះောက်လူပြီးခါကြမှာစွန့်ပြီးတော့တခြားပဲရဟန်းတန်ကလေးသူမတခြားလူကြီးသူမတွေဘိုးဘွားတွေစပြီးမိသူမဆိုလူလို့ရပါတယ်အဲ့တော့ပြီးလို့ရှိရင်ဒီလောက်တွင်းမှာအရင်ကောင်းတာတန်မိုးကြီးရဲ့ပစ္စည်းတစ်ခုကိုဝင်မယ်ဗျာတန်မိုးကြီးရဲ့ပစ္စည်းကဖုန်းတို့အဲကျွန်တော်တို့စပစ္စည်းတွေတို့မြေတို့ အိမ်အဲအဲ့ဒါမျိုးလေးတွေတန်မှုကြီးတဲ့ပစ္စည်းတွေဝင်ငွေနေရှိပါတယ်ဒါကြောင့်မလို့ထီထုတ်ပေးမယ်နော်ထီထုတ်ပါထီပေါက်ကင်းနေရှိပါတယ်အဲ့တော့ထီပေါက်တော့လို့ရှင်နေကျွန်တော်လည်းသတိရအောင်ပေါ့ဗျာနော်အဲ့တော့ထီပေါက်ကင်းနေရှိတယ်ထီထိုးခြင်းနဲ့မိစိမထီဝါနာပါလို့ရှိရင်တော့ကျွန်တော်တို့အာခဏနေနဲ့ကတော့3လို့အဲ3လို့5လို့အဲ3လို့5လို့8လို့အဲ့ခဏနေကကျွန်တော်တို့အကျိုးပေးမှာဖြစ်ပါတယ်ထိုးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဆိုင်မှာမဟုတ်ပဲနဲ့ကျွန်တော်တို့ online ရထီတွေတို့အဲ online ရအိမ်ကန်ဆယ်မျိုးတို့ကားကန်ဆယ်မျိုးတို့အဲ့အရာတွေပါကန်ဆန်နော်အဲ့အရာတွေပါထီပေါက်ကင်းတွေစုမဲပေါက်ကင်းတွေအမိုးရကင်းတွေအဲ့လိုမျိုးတွေရှိတယ်ညမကန်ဆန်မေးတွေ like like ကန်ဆန်ပေးအိမ်တို့ကားတို့ခြံတို့အဲ့တို့ကန်ဆန်မဲ့လိုက်ကန်ဆန်မဲ့ပြီးလို့ရှိရင်ကျွန်တော်တို့တွေဒီဥမာထီထိုးမဲ့ဆိုလို့ရှိရင်ねဆိုင်မှာရောင်းတဲ့ထီထက် နွေတွန်းတွန်းလေးနဲ့ကားနဲ့လက်ရောင်းတဲ့အထိကိုထိုးရင်ပိုးလို့ကောင်းတယ်နော်အဲ့လိုမျိုးလေးကန်ဆန်ပေးကြည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့မှာကျွန်တော်တို့အိမ်နေမှာကျွန်တော်တို့အိမ်နေမှာမင်္ဂလာပွဲကြုံရင်ကြုံမကြုံရင်အလူပွဲကိစ္စတွေကြုံနေလိမ့်မယ်အလူပွဲကိစ္စတွေတွားရတာလို့လောက်ရတာလို့မင်္ဂလာကိစ္စတွေတွားရတာလို့လောက်ရတာလို့ကိုကိုနိုင်ငံမင်္ဂလာမဆောင်ဝရင်မင်္ဂလာဆောင်ကိစ္စတွေဆောင်ရွက်ရမယ်တော့မဟုတ်တွားရမယ်မင်္ဂလာကိစ္စကောင်းတဲ့တဲ့ရင်းတွေကြားရမယ်ပေါ့ဗျာ ပညာရေးနဲ့ပတ်သက်ပြီးအရင်ကကောင်းတဲ့ကာလဖြစ်နေပါတယ်ပြင်နဲ့ပတ်သက်ပြီးဘွဲရတာလေးဂုံလူလက်မှတ်ရတာလေးအောင်တာလေးဟာစားပြီးဆရာကောင်းတမကောင်းနဲ့တွေ့တာလေးတင်ကြားခွင့်ရတာလေးအဲ့ဒါမျိုးတွေကျွန်တော်ကြုံလိမ့်မယ်အဲ့ဒါအရင်ကောင်းတဲ့ကာလဖြစ်ပါတယ်ဒီလောက်တွေမှာပညာရေးတစ်ခုကိုတင်ကြားခွင့် တင်ကြတာအကောင်းဆုံးလတ်တလဖြစ်ပါတယ်ဒါကြောင့်စနေစင်နာသမီးတွေအလုံးမရှိတဲ့မိတ်ဆွေများရှိလို့ရှိရင်ကိုဝန္ဒနာပါရအတတ်မွေးကြောင့်ပညာတစ်ခုကိုတင်ကြပါအဲ့တော့အလုံးလုံးနေတဲ့လူပဲဖြစ်ဖြစ်ကျမ်းမာရေး sorry အဲကြောင်းတက်နေတဲ့ကလေးပဲဖြစ်ဖြစ်ကိုဝန္ဒနာပါတဲ့ပညာတစ်ခုကိုတင်ကြပါဥပမာ speaking ပဲဖြစ်ဖြစ်တခြားလူလက်မှုပညာပဲဖြစ်ဖြစ်ပေါ့နော်ကြိုက်တော့တင်ကြကိုရပါတယ်အဲ့တော့ဒီလက်တွေမှာအကူအညီတွေအများကြီးရမယ်အဲ့တော့မြင်နိုင်တဲ့အကူအညီရောမမြင်နိုင်တဲ့အကူအညီရောရမှာအဲ့တော့ကိုယ့်ရဲ့အထက်လူကြီးမိဘဘိုးဘွားဆရာသမားစတဲ့အထက်လူကြီးတွေဟာ ကိုအလုတ်ရှင်တဲ့ကိုကိုကုညီဆောင်မှုတွေပေးခံရတယ်လို့အဲ့တော့မမြင်နိုင်တဲ့ပုံကူလူတွေကလည်းကိုကျွန်တော်တို့ကုညီပေးခြင်းနဲ့ခံရမယ်။ဟိုမှာဘာဘုံဘုံတို့ဘာဘုံဘုံကစားတော့စားတော့စားတော့အနီးနားမှာရှိတဲ့ကျွန်တော်ရုံကိုစိုးရုံစိုးဘုံမစိုးတွေစားပြန်အစားတော့နှကောင်နှက်မြတ်တွေကလည်းလာရောက်ကုညီပေးမယ်။ဝိဇာမမယ်စိတ်သာချဆိုတဲ့စကားတိုင်းပဲ။အဲ့တော့ကျွန်တော်တို့နှကောင်နှက်မြတ်တွေစောင့်ရှောက်မှဖြစ်ပါတယ်ဗျ။ဒါကြောင့်မလို့အဲ့လိုစောင့်ရှောက်သွားအောင် ရေရှည်တည်တံ့မြဲနေအောင်ဘာသာရေးလုပ်ဖို့လိုပါတယ်ဘာသာရေးများများလုပ်ဖို့လိုပါတယ်ဗျဒီလအတွင်းမှာတက်တက်လို့စားပေးရင်ပိုကောင်းတယ်တက်တက်လို့မစားနိုင်ရင်အမဲကျွဲစိတ်ကလီစာဒါလေးရှောင်ပေးနိုင်ရင်ကောင်းပါတယ်ဗျမဲသားကျွဲသားစိတ်သားကလီစာတွေအဓိကရှောင်ပေးရင်ဒီလအတွင်းမှာရှောင်ပေးပါဒါဆိုရင်ပိုလို့ကောင်းသားမှာဖြစ်ပါတယ်ဗျနော်ဘာကြောင့်လဲဆိုတော့အဲ့တော့နှစ်ကောင်းနှစ်မြတ်တွေဝိဇ္ဇရူကြီးကကျွန်တော်တို့အသားကြီးတွေငါးကြီးစားတာကိုမကြိုက်ပါဘူးအဲ့တော့ကျွန်တော်တို့တွေဟို မင်းသားတို့ကြွေးသားတို့အရက်တို့စိတ်တို့အဲ့လိုမျိုးစားတာမကြိုက်ပါဘူးအဲ့တော့အဲ့လိုက်စားလိုက်တာနဲ့အညီချက်တွေကအများကြီးရတယ်စကားပြောတဲ့ခါမျိုးမှလည်းအညီချက်တွေထွက်တယ်ကိုကလည်းအညီချက်တွေထွက်တယ်ဒါကိုကျွန်တော်တို့ကသတိမထားမိပေမဲ့သူတို့ကတော့သတိထားမိပါတယ်ဒါဒါဒါကြောင့်မို့ကျွန်တော်တို့ကအသားချင်းကြီးရှောင်မယ်စိတ်သားမင်းသားကလေးစားကိုအဓိကရှောင်ပေးပါဗျာနော် ဲ့တော့တက်တက်လို့စားတိုင်းပိုကောင်းတယ်တက်တက်လို့မရှောင်နိုင်တဲ့ကိစ္စမရှိဘူးကျွန်တော်ခုနပြောတဲ့အတုံးကိုရှောင်ပေးပါအဲ့တော့ကျွန်တော်ရေအရက်တေစာတက်တောက်စားတာလေးရှောင်နိုင်တော့အမျိုးသမီးတွေကတော့ကိစ္စမရှိပါနဲ့အမျိုးအမျိုးသားတွေကတော့အရက်တေစာတောက်စားတာလေးတွေကိုနေချင်းရှောင်ပေးပါဗျာတော့ရှောင်ပေးပါအဲ့တော့ကျွန်တော်တွေတက်တက်လာလို့မရှောင်နိုင်တော့မှပဲကျွန်တော်တွေအထူးသဖြင့်ကိုယ့်ရဲ့စနေနေ့စနေအစနေနဲ့တနင်္ဂနွေတွေပေါ့နော်စနေကိုယ့်ရဲ့အညွန့်ကိုယ့်ရဲ့အညွန့်နေ့ကတနင်္ဂနွေကိုအဲ့တော့စနေနဲ့တနင်္ဂနွေတော့အဓိကရှောင်ပေးဖို့လို့လိုတယ်ပေါ့နော် တော့ဖြစ်ဖြစ်နိုင်လို့ရှိရင်တော့ကိုယ့်ရဲ့ကိုယ့်ရဲ့စနေနေ့တိုင်းမှာတက်တက်လို့စားပြီး၅ဘာသီလခံယူရင်ကျွန်တော်ကံကထိဆုံးပို့လို့တက်သွားမှာဖြစ်ပါတယ်။ဒါကကောင်းတဲ့ချက်လေးပဲဖြစ်ပါတယ်။တော်တော်ကောင်းတယ်လို့ပြောလို့ရအောင်နော်။အလုတ်ကံငွေကံအဲကျွန်တော်တို့ကျမ်းမာရေးအကျမ်းမာရေးတော့နည်းနည်းညံ့တယ်။အလုတ်ကံငွေကံထီပေါက်ခဲစုမဲပေါက်ခဲအမွေရခဲလက်ကောင်းတယ်ပညာရေးအတွက်ကောင်းတဲ့ခီးတွေဟာမင်္ဂလာကိစ္စတွေဟာအရင်ကကောင်းတဲ့ကာလတွေများပါတယ်။အဲ့တော့ညံ့တာလေးရပါလေဆိုတော့ကျွန်တော် ဒီမှာကျွန်တော်ကောင်းတာလေးပြောပြီးတော့ညံ့တာလေးဆက်ပြောပြပါပြမယ်ညံ့တာလေးကတော့ငွေထွက်တယ်အရင်ကျန်းနေပဲငွေထွက်တာကျန်းတာတော့ကိုကိုကြောင့်ထွက်မှာမဟုတ်ပဲတဲ့သူတစ်ပါးကြောင့်ထွက်မှာဖြစ်ပါတယ်ဒါကြောင့်မို့နေရာတစ်ခါမှာကျွန်တော်လူလူငယ်မလုပ်နိုင်လို့ပြောတာပေါ့နော်နေရာနေရာတစ်ခါမှာသွားရောက်ပြီးတော့အဲကျွန်တော်တွေသွားရောက်ပြီးတော့အဲသွားတာမျိုးမလုပ်နိုင်ပေါ့နော်အဲ့တော့ကျွန်တော်ကိုကြောင့်မို့ပဲသူတစ်ပါးကြောင့်ငွေကုန်ကြီးကြများတက်တယ်ဒါလေးလို့ယူဆပေးပဲနော်ဘုံလူသားသမီးတွေကျွန်တော်တွေဗုဒ္ဓဟူးနဲ့အဲကျွန်တော်ဗုဒ္ဓသားသမီးတွေကိုသတိထားမှာဖြစ်ပါတယ် ဗုဒ္ဓဟူသာသမီးတွေပြီးတော့ချင်းကျွန်တော်တို့တွေတနေလာဗုဒ္ဓဟူနဲ့တနေသာသမီးလေးလေးနည်းနည်းကြီးဆိုင်မယ်သူတို့ကကျွန်တော်တို့အတိုက်ခိုက်လေးတွေရန်လေးလေးအလုတ်တူပြိုင်တူစားပြီးပေါ့နော်နေရာတူအဲ့လိုမျိုးတွေကကျွန်တော်တို့ပြိုင်မာတို့အဲ့လိုတိုက်ခတ်မလို့လေးနည်းနည်းကြုံနိုင်တယ်ဒါပေမဲ့အရင်ဆုံးစံတော့မရှိပါဘူးဒါကြောင့်မို့အဖွဲ့အစည်းတို့အသင်းဝက်တို့ group group တွေလုတ်တဲ့အလုတ်တွေမှာဒီလာတွင်မှာကျွန်တော်တို့ဖြစ်နိုင်နည်းနည်းလေးဘေးရှောင်နေမှာ ပါပါတော့ပါတိတ်တိတ်မပါနဲ့ပေါ့နော်နည်းနည်းဘေးရှောင်နေမှာဘာကြောင့်ကိုယ်အပြစ်အပြစ်တွေပုံချတတ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဒီလောက်တွေမှာရှောင်းမဲ့အယောင်လေးရှိပါတယ်အဲ့တော့ဒီလောက်တွေမှာရှောင်းမဲ့အယောင်ကတော့အနီရောင်တောက်တောက်လေးအဝါရောင်တောက်တောက်လေးအဲ့လိုမျိုးအစိမ်းရောင်တောက်တောက်ကြီးတွေအဲ့လိုမျိုးလေးရှောင်းပေးပါနော်ကျွန်တော်အဲ့လိုဗျောင်ပြောတာပေါ့နော်ဗျောင်တောက်တောက်ကြီးတွေအဲ့လိုမျိုးရှောင်းပေးမယ်ပေါ့နော်အဲ့တော့အဲ့တော့တခြားသောတခြားသောအယောင်တွေဖြစ်တဲ့ကျွန်တော်တို့တွေအဲအညိုရောင်တို့ အနက်ရောင်တို့အဖြူရောင်တို့အဲအပြာရောင်တို့အဲ့ဒီအယောင်လေးကတော့ကျွန်တော်တို့တော်တော်လေးကိုကြိုးပေးတယ်ရွှေရောင်တို့ငွေရောင်တို့ဒီအယောင်လေးတွေကြိုးပေးမှဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီဒီတယောက်တည်းမှာကျွန်တော်ဆောပြောလို့ပဲတာကြီးငါးကြီးတီနဲ့ကျွန်တော်ရဲ့အတောက်စားအပျော်ပါးတွေရှောင်ပင်းပို့လို့ကောင်းပါတယ်ပိုလိုဒီလိုပိုလိုဒိဋ္ဌာမဲ့ချက်တစ်ခုရှိရဲသူများငွေမချိပါနဲ့ကျွန်တော်ငွေတွေတော့ဝင်တာကျန်းတယ်ငွေတွေဝင်တယ်ဟုတ်တယ်ငါငွေနဲ့ငွေတွေထွက်သွားတတ်တယ် ကိုကြောင့်မဟုတ်သူတို့ကြောင့်ထွက်သွားတတ်တယ်ဟာအလိန်ခံတတ်တယ်ဒါကြောင့်ဒီလောက်တည်းမှာငွေလုံးဝမချိနဲ့လူယုံမထားနဲ့ငွေတို့ချိမစားနဲ့အငွေမချိနဲ့ပေါ့ဗျအဓိကတော့ငွေလည်းမချိနဲ့ငွေလည်းမပေးနဲ့ပေးလိုက်ရင်ပြန်မရဖို့ကများတယ်ချိလိုက်ရင်ဆုံးဖို့ကများတယ်ဒါမျိုးလေးလောကျုံဝတ်တတ်တယ်ဒါကြောင့်မို့လူလိန်လည်းလူလိန်လည်းခံတတ်တယ်သတိထားမယ်ငွေတွေရလိုက်ပြီဆိုတော့လည်းအကျိုးရှိတာတစ်ခုဝယ်ထားလိုက်မယ်ရွှေငွေရွှေရွှေငွေစားလေးဝယ်မယ်တမွကြီးတာလေးဝယ်မယ်ရင်းနှီးမြုပ်နှံမယ်ကိုယ့်ရဲ့အလုပ်တော့မှရင်းနှီးမြုပ်နှံမယ်အဲ့ဒါမျိုးလေးလုပ်ရင်းကောင်းပါတယ်ဗျာနော် အဲ့တော့အမျိုးတွေကြောင့်စိတ်ညစ်တတ်တယ်တဲ့အမျိုးတွေကြောင့်အညီမောင်နှမတွေကြောင့်စပစ်ပေါ့နော်တခြားသောအရက်ဝဲရအမျိုးတွေအနီးနားအမျိုးတွေကြောင့်စိတ်ညစ်တတ်တယ်သူတို့လာပြီးအကူကြီးလာတောင်းလိုက်အကူကြီးကမပြီးတော့လဲမကောင်းမြန်ဘူး ပေးပြန်လို့လဲစိတ်မောလူမောငွေမောအကိုငွေငွေလက်ကုန်သေးတယ်လူလက်ပန်းသေးတယ်အကောင်လည်းမမြအောင်အဲ့လိုမျိုးလေးဂျုံနေလိမ့်မယ်အဲ့ဒါကြောင့်မလို့လားစိတ်နောက်ဆက်လေးတွေစိတ်ညစ်စရာလေးတွေနည်းနည်းလေးတော့ဂျုံလိမ့်မယ်အော်ကျမိုင်းနဲ့ပတ်သက်ပြီးတော့လဲအရင်တော့ဖြစ်ခဲ့တဲ့ယောဂဟုံးတွေပြန်ထလာတတ်တယ်ဒါကြောင့်မယင်ကြက်ပပန်းနာပန်းနာယင်ကြက်တွေတက်ရှုမွားတာလေးမူးမောတာလေးခြေလက်တွေထုံကိုက်ခဲတာလေးအဲ့အဲ့လိုမျိုးလေးတွေအစ်စ်နဲ့ခါနာဒူးနာလေးတွေတော့နည်းနည်းလေးပြန်ဖြစ်တတ်တယ်စီတော့စီကံသွားလေးတွေတော့နည်းနည်းဂျုံအားလိမ့်မယ်လူကြီးပိုင်းနေပေါ့နော် အဲ့တော့လူငယ်ပိုင်းတွေကတော့ဆက်ပစ္စည်းလေးတွေသတိထားမယ်ဆက်ဘင်းတို့ကားတို့ဆိုင်ကယ်လူနေနဲ့ဝိုးဝေးရှောင်မယ်ဒါလေးလောက်ယူဆက်ပြီးခီးသွားခီးသွားတော့မယ်ဆက်ဘင်းဆိုင်ကယ်စီးမယ်ကားစီးမယ်ဆိုလို့ရှိရင်တော့တရဏဂုံယူပြီးမှစီးမယ်เนาะတရဏဂုံလေးတွေယူယူပြီးမှစီးမယ်ဒါဆိုရင်အနေကင်းတော့မှဖြစ်ပါတယ်အဲကျွန်တော်ဒီတလလုံးမှာကံကောင်းလက်ကောင်းဒီချက်မကကံပွင့်မှုအတွက်ရန်တိုက်ခိုက်နေရှင်းမှုအတွက်စဉ်ညစ်စရာတွေနေပါဖို့အတွက်ငွေတွေမြဲနေအောင်လော့မယ်ထူးရတရားလေးကတော့လွယ်ပါတယ်ဗျမိတ်ဆွေများကိုယ့်ရဲ့အိမ်ဖျားမှာကိုယ့်ရဲ့စနေနေ့ပဲပေါ့เนาะ ကြာပန်းဖြူရောင်ရဲ့စပယ်ပန်းရည်ကိုကျွန်တော်တို့ကတ်လူပူဇော်ပေးပါကြာပန်းဖြူရဲ့စပယ်ပန်းရည်ကိုစနေရက်တနင်္ဂနွေတနင်္လာရက်၃ရက်တိတိပေါ့နော်၃ရက်တိတိကတ်လူပူဇော်ပေးပါပြီးလို့ရှိရင်တော့ဖခင်မအုံနှုတ်ခောက်ဆွဲကိုလောအားတဲ့ချိန်ကိုအစဉ်ပြီးတဲ့နေ့ရက်ကတ်လို့ရပါတယ်အုံနှုတ်ခောက်ဆွဲရတော့ဗနေဖြူကတ်လို့ရပါတယ်ဗတိစေရမယ့်ဒိဋ္ဌံပတိရတော့ကျွန်တော်တို့အရဟံဘဂဝါပဲဖြစ်ပါတယ်အရဟံဘဂဝါအရဟံဘဂဝါအရဟံဘဂဝါလေးကို ကျွန်တော်တို့ကမနက်၃ပိုင်းည၃ပိုင်းစိတ်ပယုံမှာပဲတရားရှိလုံးပတိနဲ့စိတ်မင်းနော်အရဟံဘဂဝါစိတ်ရအရန်မြန်ပါတယ်၃မိနစ်လောက်မကြပါဘူးနော်အရန်မြန်ပါတယ်အရဟံဘဂဝါအရဟံဘဂဝါအရဟံဘဂဝါအဲ့တော့အရဟံဘဂဝါစိတ်နေနဲ့ကိုအာယုံကြရဖရာသူစုအာယုံပြုနေရမယ်အရဟံဂိလလကိစ္စနမုဒ္ဒမြတ်စွာဘုရားအရဟံစေကွေနဲ့မကောင်းမှုပြုတော်မူသောမြတ်စွာဘုရားအရဟံပဇောတို့ခိုင်နံထွက်သောမြတ်စွာဘုရားဘဂဝါဘုန်းတော်ချမနဲ့ပြည့်စုံမှုသောမြတ်စွာဘုရားသဖြင့်ကျွန်တော်တို့တွေအရဟံဘဂဝါတို့ ရွှတ်လိုက်တာနဲ့ခုနကဂုံတော်လေးတွေကိုလည်းအာယုံထဲမှာပြေးမြင်နေမှာဖြစ်ပါတယ်။ကိုအာယုံကြရကိုအာယုံကြရဖျားတဆူကိုလည်းကျွန်တော်တွေအထိတ်ထန်ပြီးတော့ကျွန်တော်တွေအာယုံပြုတ်ပြီးစိတ်နေမှာဖြစ်ပါတယ်။ဒါဆိုရင်အိုက်ပရီစနီကဆွမ်းမှာဖြစ်ပါတယ်ဗျ။ဒါလိုမျိုးပရီစနီစိတ်ပြီးတာနဲ့လိုချင်တာဖြစ်နေတာတခုဆူတောင်းလိုက်ပါ။အဲဥမာထီထီကန်ဆန်းတိုင်းထီပေါက်ပါစေလူတက်နိုင်ပါစေပေါ့။ဥမာစပြည့်ကိုလိုချင်တာတခုဆူတောင်းလို့ရပါတယ်။အဲ့ဒါကိုတက်လာလုံးစိတ်သွားမယ်။မနက်၃မှည၃မှစိတ်ပိတ်ရုံမှာပဲဗျ။ တက်လာလုံးစိတ်မယ်နော်မဲဆွေများဒီတက်မကကန်ထူလာပါလိမ့်မယ်စနေသားသမီးတွေအာကျွန်တော်တတော်တော်ကန်ထူလက်လာဖြစ်ပါတယ်။အဲပိုလို့ထူသွားအောင်ဆွမ်းလူလက်ခါမျိုးမှာဆွမ်းကိုထညက်ကိုးခဲ့တမို့ထညက်သုံးခဲနဲ့လူပေးမယ်เนาะဆွမ်းလူလို့ရှိရင်ဆွမ်းပုံမှာထညက်သုံးခဲလေးတင်ပြီးတော့ဖះကိုလူပေးပါကျွန်တော်တို့ကန်နေရကျွန်တော်တို့အချို့ဘောတက်ကလောင်းတို့ပြန်ပို့ပြီးတော့ကောင်းတော့မှာဖြစ်ပါတယ်ဗျ။ကဲ စနေသားသမီးများတို့ရဲ့ဂျာဓာတ်တော့အားလုံးပြီးသွားပြီပေါ့နော်စနေသားသမီးတွေတော်လေးကိုအဆင်ပြေအဆင်ပြေတဲ့ကာလကိုရောက်နေပါပြီဒါကြောင့်ကျွန်တော်မိတ်ဆွေစနေသားသမီးတွေအားလုံးပဲကံကောင်းလက်ကောင်းကံပွင့်လက်ပွင့်ပြီးတော့တိန်းဒီဆိုပြီးပေါက်ပါစေစီဝိုင်လောက်ကင်ဒီလောက်တုတ်တက်ပြီးအလူကြီးတန်းကြီးတွေပေးနေပါစေဗျာအားလုံးလည်းစိတ်ချမ်းသာကိုကြမ်းမှရှိပါသည်အနာဂတ်ဘေးရန်ရှင်းဆက်ကျင်းတာကိုကြမှာရှိကြပါသည်အားလုံးကျေးဇူးတင်ပါတယ်အစီအမင်းနဲ့ Lion Square နေပြီအပေးကြပါအောင်ဗျအမေရှင်များရောဘယ်နေရာနဲ့ချင်းလဲဆိုလာလေးလဲကွန်မန့်မှာရေးပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ